အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျမရဲ့ channel မှာ K-pop အကြောင်းရင်းနဲ့တခြားစိတ်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာမျိုးစုံကိုတင်ဆက်ပေးမှဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားဖို့အရင်ဆုံးပြောချင်ပါတယ်ရှင်။ဒီနေ့ကျမပြောပြပေးမယ့်အကြောင်းအရာကတော့ Blackpink ရဲ့ပြန်လာတော့မယ့် comeback နဲ့သူတို့ရဲ့ world tour အကြောင်းပဲဖြစ်ပါတယ်ရှင်။မကြသေးမီကသတင်းတွေထဲမှာ Blackpink မှန်မှန်လေးယောက်လုံးက ကိုရီးယားကိုပြန်ရောက်နေကြပြီဆိုတဲ့သတင်းတွေကိုလည်းပရိသတ်တို့ကြားမိကြမှာပါလီဇာကိုရိုင်ကလည်းမန်ပါအားလုံးဟာတချင်းအစ်စ်အတွက်အလုလုနေကြတယ်လို့ပြောကြားလာခဲ့ပါတယ် Blackpink ဟာဆိုရင်လဲသူတို့ရဲ့ IG story ကနေ Universal Story ကို Los Angeles ကပုံတွေကိုတင်ပေးထားတာတွေကို တွေ့ရပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကပဲ YG ရဲ့ manager Traveler manager နဲ့ creative manager တို့က LA ကိုရောက်ရှိနေကြပြီလို့လည်းသိရပါတယ်။ Never ရဲ့ article အရပြီးခဲ့တဲ့အပတ်က Soul မှာ Blackpink ရဲ့ new album အတွက် photo shoot ရိုက်ကူးခဲ့လို့သိရပါတယ်။နောက်ပြီးဒီ article အတွက် album က Warjaw စမဲ့အချိန်လောက်မှာထွက်မယ်လို့လည်းဆိုလို့ရပါတယ်။ YG ရဲ့ official website ဖြစ်တဲ့ YG Live မှာလည်းဒီ article ကိုတင်ထားတာဖြစ်လို့မှန်ဖို့ရာခိုင်နှုန်းများတယ်လို့ဆိုရမှာပါပဲ။ ဒါပေမဲ့လည်း Blackpink ရဲ့ comeback အတွက်တရင်မကျင်ရသေးကြောင်း comeback ထွက်မဲ့ official date ဆိုပြီးတော့မတက်မရသေးကြောင်းကိုတော့ YG ဘက်ကနေကြေညာထားပါတယ်ဆိုလိုချင်တာက Blackpink ရဲ့ album နဲ့ sound တွေအတွက်ပြင်ဆင်ပြီးသားဖြစ်ပေမဲ့ YG ဘက်ကနေ comeback ထွက်လာမဲ့ date ကိုရွေးနေတော့မယ်လို့ဆိုလိုချင်တာဖြစ်ပါတယ်ရှင်ကောင်မလေးတွေကလည်း Water အတွက်အခုကလေးကပြင်ဆင်နေကြပြီပဲဖြစ်ပါတယ်ရှင် YG Entertainment ကတော့ Blackpink Wardo ကို deadline လို့ပေးထားပါတယ်။ YG ဘက်ကပြောကြားထားတာကတော့ deadline လို့ပေးလိုက်ရခြင်းဟာနောက်ဆုံးတမရက်ဒါမှမဟုတ် အချိန်ကတ်သက်ချက်မျိုးကိုရည်ရွယ်တာပဲဖြစ်ပါတယ်။ Wardo ထိုက်တဲ့ဟာပြင်းထန်တဲ့နောက်ပြန်ဆုတ်လို့မရတော့တဲ့နောက်ဆုံးအာယုံစိုက်မှုအခိုက်အတန့်ကိုရည်ရွယ်ထားတာဖြစ်ပြီး high quality performance ကို hints လုပ်နေတာပဲဖြစ်တယ်လို့လည်းဆိုပြီးပြောကြားသွားခဲ့ပါတယ်။ ကောင်မလေးတွေဘယ်တော့တောင်မိမိုက်နေမလဲဆိုတာကိုတော့စောင့်ကြည့်သွားကြရမှာပါ။တရင်အစ်စ်တွေထထွက်လာလို့ရှိရင်လည်းအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။